ုဒ္ဓမေနာထောဘုဒ္ဓံတရဏံကေသာမိဘုဒ္ဓဗျာရှင်သည်ကိုးကွယ်ရာဖြစ်ပါ၏ဘုဒ္ဓဗျာရှင်အားကိုးကွယ်စည်းကပ်ပါ၏ဓမ္မောမေနာထောဓမ္မံတရဏံကေသာမိဓမ္မတရားတော်သည်ကိုးကွယ်ရာဖြစ်ပါ၏ဓမ္မတရားတော်အားကိုးကွယ်စည်းကပ်ပါ၏တန်ခောမေနာထောတန်ကံတရဏံကေသာမိတန်ဃာတော်မြတ်သည်ကိုးကွယ်ရာဖြစ်ပါ၏ တန်ဃာတော်မြတ်အားကိုးကွယ်စေတပါ၏ကိုသာနာ၍စိတ်မနာအခါတပါမြတ်စွာဘုရားသည်ဘက္ခတာတုတ္တမာရဂေရာမျိုးအိအနီသားတို့ကိုဘေးမဲ့ပေးရတော်၌သရင်သုံးနေတော်မူ၏ထိုအခါတုတ္တမာရဂေရာမျိုးသာ အသက်အရွယ်အလွန်အိုမင်းနေသောနကုလပိတာမြေသောတထေကြီးသည်မြတ်စွာဘုရားထံရောက်လာလေ၏ တထဲကြီးဒီမြတ်စွာဘုရားနေအကျွမ်းဝင်သူတို့တွေအကျွမ်းအဝင်ဆုံးအေတတဲ့ဂုံသူရထားတို့ဖြစ်အမြဲမပြတ်မြတ်စွာဘုရားတန်တို့သွားရောက်ဖူးမြင်လေရှိ၏ယခုအချိန်မှာအသက်အရွယ်ကအလွန်ကြီး၍အာအင်ကနဲပါလာသဖြင့်ယောဂဝေဒနာဖိစီးလာ၏ကျမ်းမာတဲ့ဟူ၍ပြင်မရှိတော့ပေနောင်အခါမြတ်စွာဘုရားတန်သွားရောက်ဖူးမြင်နိုင်တော့မည်မဟုတ်ပေသွားနိုင်တော့ယခုတစ်ခေါက်တော့စူးစမ်းပြီးသွားနေ မိမိအတွက်အရှိအကျိုးများမည်တရားတစ်ပုဒ်ကိုတောင်းယူနာကြားခဲ့ပြီးဟုကြံစီကမြတ်စွာဘုရားတရားရောက်လာခြင်းဖြစ်ပေသည်တထေးကြီးသည်မြတ်စွာဘုရားကိုရှ िख ုံးဦးချပေးလျင်တရားဟောဖို့ရာလျှောက်ထားလေ၏မြတ်စွာဘုရားတပည့်တော်သည်နောက်ဆုံးအရွယ်သို့ရောက်၍အလွန်အိုမင်းသွားပါပြီဘုရားတခဏမျှကျမ်းမာတယ်လို့မရှိတော့ပါယောဂဝေဒနာများဤနှိမ့်ဆက်ခြင်းကိုသာခံစားနေရပါသည် နောက်တစ်ခေါက်မြတ်စွာဘုရားထံရောက်ဖို့မလွယ်တော့ပါဗျာတို့ဖြစ်ပါတော့ကြောင့်တပည့်တော်အတွေ့အရှိအကျိုးများမည်အစုံအမတရားတော်ဘုကိုဟောကြားတော်မူပါဗျာဟုလျှောက်ထားလေသည်မြတ်စွာဘုရားကအသက်အရွယ်ကြီး၍ကျမ်းမာသည်ဟု၍မရှိတော့ပါဟုတထေကြီးလျှောက်ထားခြင်းသည်မှန်ပေသည်တို့ပါတော့လေယောဂဝေဒနာမရှိအမြဲတမ်းကျမ်းမာနေတဲ့ပုဂ္ဂိုလ်ဟု၍မရှိပေအားလုံးယောဂဝေဒနာရှင်းနေကြတော်သူများသာဖြစ်ကြသည် ောဂဝေဒနာမရှိဟုပြောတော်သူသည်မတိလို့သာပြောခြင်းဖြစ်သည် မိုင်မဲတွေ့ဝေလို့သာပြောခြင်းဖြစ်သည်ဟုမိန့်ကြားတော်မူလေသည် ထို့နောက်မြတ်စွာဘုရားကတထေကြီးကိုသာနာ၍စိတ်မနာခြင်းနဲ့စိတ်မနာအောင်ခြင်းဟုတထေကြီးနှင့်အတင့်တော်ဆုံးတရားကိုဟောကြားတော်မူလိုက်ပါသည်တထေကြီးသည်သူနှင့်အတင့်တော်ဆုံးတရားကိုနာကြားရ၍မြတ်စွာဘုရားကိုအထူးယုံကြည်မြတ်နိုးစွာ ရှ िख ိုးဥချပြီး လက်အုပ်ကြီးကမျက်စွာပြားကိုလက်ရည်လှဲ့လေအယုသိပြုလျက်မျက်စွာပြားထံမှ ထွက်လာခဲ့လေသည်တထေးကြီးသည်မျက်စွာပြားထံသို့တွားရောက်ဖူးမြင်တိုင်းအရှင်သာရိပုတ္တရာထံသို့လည်းတွားရောက်ဖူးမြင်လေရှိ၏ယနေ့လေအရှင်သာရိပုတ္တရာကိုတွားရောက်ဖူးမြင်လေ၏အရှင်သာရိပုတ္တရာကတထေးကြီးမျက်နာအင်္ဂရေအရှင်များတဲကြည်လင်ပါလား မြတ်စွာဘုရားကတရားများဟောလိုက်ပါရဲ့လားဟု မေးတော်မူရာတပည့်တော်ကဲ့သို့တော်သူကိုဘယ်မှာတရားမဟောပဲရှိပါမည်နည်းဟောလိုက်ပါသည်ဘုရားဟုလျှောက်ထားလေ၏အရှင်သာရိပုတ္တရာကဘာတရားများမြတ်စွာဘုရားဟောကြားလိုက်ပါသလဲဟုမေးတော်မူရာကိုသာနာ၍စိတ်မနာစေနဲ့စိတ်မနာအောင်ခြင်းဟု ဟောကြားတော်မူလိုက်ပါသည်ဟုလျှောက်ထားလေ၏အရှင်သာရိပုတ္တရာသည်ပညာအရာမှာအတော်ဆုံးဣတိတေစုကိုရထားသောပုဂ္ဂိုလ်ဖြစ်၏ ထို့ကြောင့်တထဲကြီးလျှောက်ထားသောစကားကိုကြားသိနေတဲ့ပြိုင်နဲ့ကိုလဲနာစိတ်လဲနာကိုသာနာ၍စေမနာဖြစ်ပုံတို့ကိုကွဲပြားဆုံးလင်စွာသိဖို့ရာလိုအပ်သည်မြတ်စွာဘုရားကို ပြန်လျှောက်ထားဖို့လိုအပ်သည်ဟုသိမြင်တော်မူ၏ဤကဲ့သို့သိမြင်တော်မူသောကြောင့်ဘယ်လိုကြည့်ရင် ကိုလဲနာစိတ်လဲနာဘယ်လိုကြည့်ရင်ကိုသာနာ၍စေမနာဖြစ်ပုံများကိုမြတ်စွာဘုရားအားလျှောက်ထားခဲ့ပါသေးသလားဟုမေးတော်မူလေ၏တထေကြီးက တပည့်တော်မလျှောက်ထားခဲ့မိပါဗျာကိုလဲနာစိတ်လဲနာ ကိုသာနာ၍စေမနာဖြစ်ပုံများကို အရှင်ဘုရားဟောပြမှာသာတပည့်တော်တရားပါသည် နောက်တစ်ခေါက်တပည့်တော်လာရောက်ရန်လဲမလွယ်တော့ပါဗျာဟောပြတော်မူပါယံလျှောက်ထားတောင်းပန်ပါသည်ဗျာဟိုလျှောက်ထားလေအရှင်သာရိပုတ္တရာကအတ္တဒိဋ္ဌိ20အကျေပြကယုတ်ကိုနှင့်အတိနံကိုအတ္တငါဟုတပေါင်းနေပြုကား ဆွဲလန်းနေပါကကိုလဲနာစိတ်လဲနာဖြစ်သည်ဥပမာတော်ရက်တို့တော်ရောက်၍အလုံးလုံးတော်သူသည် လက်ဘွားချေဘွားစသည်တော်၌စူးစူးသောအခါစူးကိုပေါ်ထုတ်ဖို့ရာကျိအံ့များမရှိသဖြင့်စူးတစ်ချောင်းကိုရှာပွေ၍ပထမစူးနေသောစူးကိုပေါ်ထုတ်၏ပထမစူးမထွက်ပါဘဲဒုတိယစူးအသားထဲတွင်ကျိုးကျန်နေပြန်၏ထို့သူသည်စူးနှစ်ချောင်းအစူးခံရ၍ ဆင်းရဲဒုက္ခနှမျိုးခံရတဲ့ကဲ့သို့ထို့အတူယုံနေနံကွဲပြားအောင်မရှုမနိုင်တော်သူသည်ကိုလဲနာဆေလဲနာဟုသောဆင်းရဲဒုက္ခနှမျိုးခံရပေသည်ရုပ်ကိုယ်ကတခြားသိတဲ့အနံကတခြားဟု၍ကွဲပြားအောင်ရှုမနိုင်ပါကကိုယ်သာနာ၍စိတ်မနာဖြစ်ပေသည်ဟုဟောကြားတော်မူလိုက်ပါသည်ဆောင်းဖို့ယုံနံကိုပင်ငါကောင်းခြင်းဆွဲလျင်ကိုစိတ်နာယုံနံပေါ်စေရှုမှတ်ခွဲ့ ကိုပဲနာပါစိတ်မနာဝိပဿနာရှုမှတ်၍ငင်ကညာရောက်နေတော့ပုဂ္ဂိုလ်တို့သည်ရုပ်ကိုယ်၌နာကျင်မှုဝေဒနာများပေါ်လာသောအခါဝေဒနာပေါ်မှာမှတ်စိတ်ကိုတည့်တည့်ချ၍စူးစူးဆတ်ဆတ်ရှုမှတ်လိုက်လျင်တစ်ချက်မှတစ်ချက်ကုန်ပြည့်သွားရများကို တွေ့တိကြရပေသည်ကုန်ပြည့်တာများကိုစူးစိုက်မှတ်နေရသောကြောင့်ရုပ်ကိုယ်ကသာနာနေ၍စိတ်ဆင်းရဲမှုမရှိသဖြင့် စိတ်မနာတာကိုကိုယ်တိုင်တွေ့ကြည့်ကြရပါသည်။ထို့ကြောင့်မြတ်စွာဘုရားကကိုယ်သာနာ၍စိတ်မနာအောင်ခြင်းယူ၍ဟောကြားတော်မူလိုက်ခြင်းဖြစ်ပေသည်။တန်နေမြင်ဆောင်တည်ကောင်းဆုံးနဲ့တွေ့ဆံပြမယ်။လူတအုပ်တွင်ကောင်းတာနဲ့ဆိုတာနှမျိုးတွဲလျက်ပေရှိကြပါသည်။မော်ရှိသောရေကန်သာမော်ကိုဖယ်၍ရေကိုခတ်ယူကြတဲ့ကဲ့သို့ဆိုးတာကိုဖယ်၍ကောင်းတာကို ယူကြရပါသည်။ မြတ်စွာဘုရားလက်ထက်တော်အခါကသာသနာတော်မှာကောင်းတာနဲ့ဆိုတာနှမျိုးလုံးကြော်ကြားခဲ့တော်အမျိုးသမီးတယောက်ရှိခဲ့ပူလေသည်သူ့အမည်မှာခောစုတ္တရာဖြစ်ပေသည်သူ့အမည်သည်ခောစာနှင့်ဩတ္တရာနှစ်ခုပေါင်းစပ်ထားသောအမည်ဖြစ်ပေသည်ခောစာကခါကုံသာဩတ္တရာကသူ့အမည်ရေမဩတ္တရာဖြစ်ပေသည်မွေးရပါခကုံးမလေးဖြစ်၍ခောစုတ္တရာဟုခေါ်ကြခြင်းဖြစ်ပေသည် ခိုးစုတ်တရာသည်တာမာဝတီမိဖုရား၏ပန်းအဝယ်တော်ကျွန်မဖြစ်လေသည်ဥဒေနာမင်းကြီးကတာမာဝတီမိဖုရားအားနေ့စဉ်နေ့တိုင်းပန်းပိုးငွေရှိကြပေ၏တာမာဝတီကငွေရှိချက်ကိုပန်းဝယ်ပေးရန်ခိုးစုတ်တရာအားပေး၏ခိုးစုတ်တရာသည်လေးချက်ကိုသူယူ၍လေးချက်ကိုပန်းဝယ်ပြီးရှိကြဖို့ဟုပြောကာတာမာဝတီကိုဆက်တာလေ၏ တနေ့တော့အခါပန်းရောင်းသူသူမနာပန်းတဲ့အိမ်သာမြတ်စွာဘုရားနဲ့တကွာတန်ဃာတော်များကိုဆွန့်ကပ်လှူဒန်းလေသည်သူမနာပန်းတဲ့ကဆွန့်ကြွေတရားနာဖိတ်သည်ဖြင့်ခိုးစုပ်တရာသည်မြတ်စွာဘုရားဟောကြားတော်မူသောအနုမောဒနာတရားကိုရိုးရိုးတည်တည်တလုံးမကြံမှန်မိအောင်စူးစူးဆိုက်ဆိုက်နာကြားလေသည်နာကြားရင်းပင်စူးစူးဆိုက်ဆိုက်ရှုမှတ်လျာတရားပြီးဆုံးသောအခါသောတာပန်ဖြစ်သွားလေ၏ တရားပြီးဆုံး၍ပန်းဝယ်တော်အခါငွေရှိချက်ဖို့လုံးဖြင့်ပန်းဝယ်ယူပြီးတာမဝတိမိဖုရားကိုတွား၍ဆက်ပါလေ၏တာမဝတိမိဖုရားကပန်းတဆပိုများလာ၍ဒီနေ့ဥဒိနာမင်းကြီးကပန်းပိုးငွေရှိချက်ထပ်ပေးလို့ပန်းတွေများလာတာလားဟုမေယာခိုးဆုတ်တရာကမဟုတ်ပါဒီနေ့ပန်းများဟာရှိချက်ပိုးပင်ဖြစ်ပါသည်ယခင်နေ့များက နေ့စဉ်နေတိုင်း မိမိအတွက်လေးချက်ကိုယူ၍လေးချက်ကိုပန်းဝဲကဆက်သခဲ့ပါသည်ဟု မကွယ်မဝဲပြောလိုက်လေ၏။သာမဝရီကအံ့ဩစွာဖြင့်ဘာကြောင့်ဒီနေ့တော့မခိုးနိုင်မလိန်နိုင်တော့တာလဲဟုမေးရာဒီနေ့သူမနာပန်းတဲ့အိမ်မှာမျက်စွာဖျားဤတရားကိုနာကြားရသောကြောင့်မခိုးနိုင်မလိန်နိုင်တော့ခြင်းဖြစ်ပါသည်ဟုခိုးစိုးတရာကဖြေကြားလေ၏။သာမဝရီကမျက်စွာဖျားဤတရားတော်သည်ဤများလောက်ပင်တကောတော်ထင်မြက်ပါပေသည်ဟု ကြီးညိုလာသည်ဖြစ်၍နာကြားလိုသောကြောင့်ခုဆုတရာကိုဤသို့ပြောလေ၏သင်နာကြားခဲ့ရသောတရားကို ပြန်၍ဟောပြနိုင်ပါမည်လားဟုမေယာဟောပြနိုင်ပါသည်ဟုဖြေကြားသည်ဖြင့်မုံမြတ်သောအဝတ်များလေမုံမြတ်သောနေရာကိုပေး၍ခုဆုတရာကိုတရားဟောစေ၏တာမဝတိနှင့်အပေါင်းဖော်900တို့သည်တရားပြေဆုံးသောအခါသောတာပန်ဖြစ်သွားကြလေသည် တာမဝတိနှင့်အပေါင်းဖော်ကားရတို့သည်သောတာပန်ဖြစ်ပြီးသောအခါမှာမြတ်စွာဘုရား၏တရားတော်တို့ကိုရှေးကားထည့်ပုံပုံမြတ်နှုတ်လာ၍နာကြားလိုသောဆန္ဒများကြောင့်ကိုယ်စုတ်တရာကိုမြတ်စွာဘုရားတရားဟောတိုင်းဟောတိုင်းလိုက်နာစေ၍ကိုယ်စုတ်တရာထံမှတဆင့်နာယူကြလေ၏ကိုယ်စုတ်တရာသည်မြတ်စွာဘုရားတရားဟောတိုင်းဟောတိုင်းလိုက်နာရပြီးတာမဝတိနှင့်အပေါင်းဖော်900တို့အားပြန်၍ဟောပြရသောကြောင့် ပြည်ကသုံးဖို့ကိုမတင်ယူရပါပဲ။နာကြာယုံများဖြင့်တက်မြောက်သွားလေ၏။မြတ်စွာဘုရားသည်အမျိုးသမီးများကို အတော်ဆုံးအကောင်ဆုံးဣတတက်စုပေရာတွင်ပြည်ကသုံးဖို့ကို တက်မြောက်ကျွမ်းကျင်ရမှာခိုးစောတရာသည်အတော်ဆုံးအကောင်ဆုံးဖြစ်ပေသည်ဟုအကောင်ဆုံးစုဣတတက်ဂုံတူကို ပေးတော်မူလိုက်လေသည်။ဤကဲ့သို့အကောင်ဆုံးဣတတက်ဂုံတူကိုရပြီးသောအခါခိုးစောတရာသည်သာသနာတော်၌အထူးထင်ရှားလာလေသည်။ တနေ့တော့အခါယဟန်တော်များကမြတ်စွာဘုရားကိုရှောက်ထားကြသည်မှာမြတ်စွာဘုရားခိုးစုတ်တရာသည်ဘာကြောင့်တခါကုန်ရပါသည်ဘုရားနေ့ပိဋကတ်သုံးဘုံကိုနာကြားယုံများဖြင့်တက်မြောက်သောဉာဏ်ပညာနှင့်ပြည့်စုံရပါသည်ဘုရားသုံးတရားနာရင်ပင်လေမြန်စွာသောတာပန်ဖြစ်ရပါသည်ဘုရားလေတရားတို့ရမည်ဘဝမှာဘာကြောင့်ကျွံ့ဖြစ်ရပါသည်ဘုရားဟုရှောက်ထားကြကုန်၏ မြတ်စွာဘုရားကအမိန့်ကြားတော်မူသည်မှာခေါဆိုတရာအလောင်းအမျိုးသမီးသည်ကတ္တပမြတ်စွာဘုရားပွင့်ပြီးနောက်ဂေါရမမြတ်စွာဘုရားမပွင့်မီအကြာကာလတွင်ဗာရာဏသီပြည်ယမရမင်းဤနန်းတော်၌အလို့အကျွေအမျိုးသမီးတယောက်ဖြစ်ခဲ့လေသည်စသည်ဖြင့်အတိတ်အကြောင်းများကိုမိန့်ကြားတော်မူလေ၏တေခေါဆိုတရာခါကုံရခြင်းသည်ယမရမင်းဤနန်းတော်သို့ခါကုံနေတော်အရှင်ပိစိကဘုရားတော်ဘာအပါဝင် ရှင်ပြည့်စေကဗုဒ္ဓရှင်ပါဆွမ်းခံကြွတော်မူကြ၏ကိုစောတရာအလောင်းမလို့အကျွေအမျိုးသမီးနေတကွာအမျိုးသမီးတစုတို့သည် ရွှေခွက်ထဲဆွမ်းများထဲ၍ပခုံးပေါ်တွင်ကပလာနီတပည့်များကိုတင်ကဆွမ်းလောင်းလိုကြလေ၏ဆွမ်းလောင်းပြီးသောအခါကိုစောတရာအလောင်းအမျိုးသမီးသည်ရွှေခွက်ကိုတပည့်လိုပိုက်၍ကပလာနီတပည့်ကိုသင်္ကန်းလိုခြုံကဆွမ်းလောင်းပေါ်အမျိုးသမီးများရှိသောတွားကား ခါကုန်းနေသောရှင်ပြည့်စက်ကဗုဒ္ဓဤခါကုန်းမူကိုပြကရေစရာဖြစ်အောင်ဆုံးခံပြလေ၏ဤကဲ့သို့ရှင်ပြည့်စက်ကဗုဒ္ဓကိုရေစရာဖြစ်အောင်နောက်ပြောင်ခဲ့သောမကောင်းမှုကံကြောင့်အချိုးမကျမွေးရပါခကုန်းမှဖြစ်ရလေသည်နေ့ခိုးစောတရာဉာဏ်ပညာနှင့်ပြည့်စုံရခြင်းသည်တနေ့တနာသမရမင်းဤနန်းတော်တွင်သို့ရှင်ပြည့်စက်ကဗုဒ္ဓရှိပါ ဆုံးခံဝင်ရတွင်ဒုက္ခနာဆွမ်းပူပူများကို တပိတ်ပြအောင်လောင်းလို့လိုက်ကြသဖြင့်တပိတ်ကိုဘယ်လက်မှညာလက်တို့ညာလက်မှဘယ်လက်တို့ပြောင်းကပြောင်းကဖြင့်ပြည့်စေကဗုဒ္ဓအရှင်မြတ်တို့လက်ပုနေသောအချင်းအရာကိုခိုးဆုပ်တရာအလောင်းအမျိုးသမီးမြင်လေ၏ထို့သို့မြင်သောအခါသူ့လက်တွင်ဝိစင်သာသောရှင်စွယ်လက်ကောက်ရှစ်ကွင်းတို့ကိုချွေ၍ရှင်ပြည့်စေကဗုဒ္ဓရှစ်ပါးတို့ကိုလက်ပုခြင်းအမြန်ကင်းပြောက်စေရန်တပိတ်အောက်မှခံဖို့ရာတပိတ်ခြေအဖြစ်လှူဒန်းလိုက်လေ၏ ဤကဲ့သို့ရှင်ပြည့်စေကဗုဒ္ဓမြာလက်ပူခြင်းပျောက်ကင်းစေရန်ဉာဏ်ကို ရှိသွားပြုကဆင်စွယ်လက်ကောက်တပည့်ချေရှိခုကိုအလင်းအမြန်လှူဒန်းခဲ့သောကောင်းမှုကံကြောင့်တရားပွဲများ၌တွားရောက်ကတရားနာသည်နှင့်ပင်ပိရကသုံးဖို့ကို တက်မြောက်သောဉာဏ်ပညာနှင့်ပြည့်စုံရခြင်းပင်ဖြစ်ပေသည်၃ကိုဇုတ်တရာလင်းမြန်စွာသောတာပန်ဖြစ်ရခြင်းသည် ရှင်ပြည့်စေကဗုဒ္ဓအရှင်မြတ်တို့ကို နန်းတော်သို့ကြွရောက်တရင်တုံးနေသောအခါများ၌ခေါ်ဆိုတရာအလောင်းအမျိုးသမီးသည်ရိုးရိုးသေးသေးပြုစုလှုပ်ကြွေးခဲ့လေသည်ဤကဲ့သို့ရိုးရိုးသေးသေးပြုစုခဲ့သောကောင်းမှုကံကြောင့်တုမနာပန်းတဲ့ဤဆွန်ကျွေးရာ၌မြတ်စွာဘုရား၏တရားကိုနားနေသောအချိန်တွင်ပါပဲလေးမြန်စွာသောတာပန်ဖြစ်သွားရလေသည်လေခေါ်ဆိုတရာကြုံဖြစ်ရခြင်းသည်ကတ္တပမြတ်စွာဘုရားလက်ထက်တော်အခါကခေါ်ဆိုတရာအလောင်းအမျိုးသမီးသည် ဗာရာဏသီပြည်၌တထေသမီးတယောက်ဖြစ်ခဲ့သည် တနေ့သောအခါညချမ်းအချိန်၌ကိုလုံးပေါ်မှန်ရှင်မှာအလှပြင်းစင်နေ၏ထိုအချိန်တွင်တထေသမီးနှင့်ယင်းဤသောယဟန္တာဘိက္ခုနီမှတပါးကြွားရောက်လာ၏တထေသမီးသည် အလှပြင်းပစ္စည်းများကိုလိုနေ၍ယဟန္တာဘိက္ခုနီမှကိုယူခိုင်းလေ၏ယဟန္တာဘိက္ခုနီမှဆင်ကျင်တော်မူသည်မှာဤတထေသမီးသည် သူယူခိုင်းခြင်းအတိုင်းမယူပေလေ၏အမျက်ထွက်၍ ရန်ညုံဖွဲ့ကငရဲချတော်မူယူပေးလိုက်ပြန်နေရင်လေဘဝ900ပတ်လုံးချုပ်ဖြစ်ရတော်မူဟုဆင်ကျင်မိလေထိုဖြစ်ရခြင်းတဲ့မျိုးတို့တွင်ငရဲနိုင်ဖြစ်ရခြင်းထက်ချုပ်ဖြစ်ရခြင်းကတော်သေးသည်တတ္တရာရသေးသည်ဟုနှလုံးသွင်းဆင်ကျင်ကတထေသမီးရှိခိုင်းသည့်အတိုင်းမလားပြင်ပစ္စည်းများကိုတွားယူပေးလိုက်လေ၏ဤကဲ့သို့ဂုံတိတ်ခါကြီးမာသောယဟနာဘိက္ခုနီမာကို စေခိုင်းသောကြောင့်ဘဝ900ပတ်လုံး ကျွန်ဖြစ်ရလေသည်ဟုမြတ်စွာဘုရားကဖြေကြားတော်မူလေသည်ဓမ္မပဒခြတဲ့ငင်းဆောင်144ခိုးဆုတ်တရနာတင့်မွေးရပါခကုံးမဖြစ်ရခြင်းအကြောင်းဖြစ်တဲ့ရှင်ပြည့်စေကဘုရားကိုခါကုံဟံပြ၍နောက်ပြောင်ခြင်းသည်၎င်းနှင့်ဘဝ900ပတ်လုံးကျွန်ဖြစ်ရခြင်းအကြောင်းဖြစ်တဲ့ရဟန္တာဘိက္ခုနီမကိုစေခိုင်းခြင်းသည်၎င်းမကောင်းတဲ့အပြုမှုများဖြစ်၍ ရှောင်ကျင်ဝေယာများဖြစ်ကြပေသည်၃ပိဋကတ်သုံးပုံကိုတင်ယူခြင်းမရှိ နာကြားယုံများဖြင့်တက်မြောက်ရခြင်းအကြောင်းဖြစ်တဲ့ပိစိကဗုဒ္ဓအရှင်မြတ်တို့လက်ပူခြင်းကင်းစေရန်ဉာဏ်ကိုအသုံးပြုကာဆင်စွဲလက်ကောက်တပည့်ချင်းရှိခုကိုအလင်းအမြန်လှူဒန်းခြင်းသည်၎င်း၄တရားနာရင်ပင်လင်းမြန်စွာသောတာပန်ဖြစ်ရခြင်းအကြောင်းဖြစ်တဲ့ပိစိကဗုဒ္ဓအရှင်မြတ်တို့ကိုရိုးရိုးတည်တည်ပြုစုလှုပ်ကြွေးခြင်းသည်၎င်း ကောင်းတဲ့အပြုမှုများဖြစ်၍အတွေ့အယူပွဲရာများဖြစ်ကြပေသည် ဆောင်းဖို့မကောင်းဆောင်ခွာကောင်းတာသာဆောင်းကာယူတင်သည် ချမ်းသာလိုလျင် ရိတ်သာဝင်တရှိပုဂ္ဂိုလ်တတ္တဝါမှန်သမျှတို့သည်ချမ်းသာကို အမြဲလိုချင်ကြပေသည် ချမ်းသာကိုရနိုင်သမျှရှာမိနေကြပေသည် ချမ်းသာစွာနေရသော နေရာဌာနများ၌နေထိုင်လိုကြပေသည်ချမ်းသာစွာနေရသောနေရာဌာနကို ရိတ်တာဟူ၍ခေါ်ဆိုကြပေသည်ရိတ်တာဟူသောဤစကားသည်ရိတ်ကတခေါ်တာကတခေါ်နှခေါ်ပေါင်းဆက်ထားသောစကားဖြစ်ပေသည်ရိတ်ကအရင်တာကချမ်းသာဟူ၍အတိပယ်ရပါသည်အရေးချမ်းသာဟုဆိုလိုရင်းဖြစ်ပါသည်အရေးချမ်းသာ၌အရေးတို့သည်တတစ်ပင်အရေးနှင့်ဆွေမျိုးအရေး၃ဆရာအရေး လေးမင်းအရေးငါမြတ်စွာဘုရား၏တရားတော်အရေးဟူ၍ငါမျိုးရှိပါသည်ထိုအရေးငါမျိုးတို့တွင်တစ်ပင်အရေးထဲဆွေမျိုးမိဘအရေးကပိုချမ်းသာသည်ဆွေမျိုးမိဘအရေးထဲဆရာအရေးကပိုချမ်းသာသည်ဆရာအရေးထဲမင်းအရေးကပိုချမ်းသာသည်မင်းအရေးထဲမြတ်စွာဘုရား၏တရားတော်အရေးကပိုချမ်းသာသည်ကြည့်တစ်ပင်အရေးသည် နွေရာသီနေပူချိန်ပြင်းထန်ချိန်မှာ ခရီးသွားသဖြင့်ပင်မန်းလာသောသူတို့အတွေ့အရေးကောင်းသောတပင့်အောင်တို့ဝင်ရောက်အနားယူလိုက်သောအခါကိုရောစိတ်ပါချမ်းသာကြရပေသည်နှင့်တပင့်အရေးကိုခိုးလုံရခြင်းသည်တပင့်အောင်တွင် နေခိုက်ခဏများသာ ချမ်းသာစွာနေရ၏ဆွေမျိုးမိပါတို့၏မေတ္တာအရေးကိုခိုးလုံရခြင်းသည်ဆွေမျိုးမိပါတို့၏စည်းဘွားဥစ္စာအမွေများကိုရရှိ၍ တသက်တာချမ်းသာစွာနေရ၏ထို့ကြောင့်တစ်ပင်အရေးထဲဆွေမျိုးမိဘအရေးကပို၍ချမ်းသာ၏ဆောင်းဖို့တစ်ပင်ရိတ်ထဲမိဘရေဟာပို၍သာမှန်စွာ ချမ်းသာသည်၃ဆွေမျိုးမိဘတို့၏အရေးကိုကိုလုံရခြင်းသည်ရှင်းပွားဥစ္စာအမွေကိုရရှိ၍ချမ်းသာစွာနေရ၏သို့တော်ခိုးသာသည်။မြတ်စသည်တို့ကြောင့်ရှင်းပွားဥစ္စာပြည့်စုံ၌ဤ ဆရာဤမေတ္တာဤကိုခိုးလုံရခြင်းသည်အသက်ဝေဝံကြောင့်အတတ်ပညာများကိုတက်မြောက်၍ချမ်းသာစွာနေရ၏ကိုယ်သာတပြစသည်တို့ကြောင့်အတတ်ပညာသည်မပြည့်စုံနိုင် ထို့ကြောင့်ဆွေမျိုးမိကအရေးချဲဆရာအရေးကပို၍ချမ်းသာ၏ဆောင်ဖို့မိဘရိတ်တဲ့ဆရာရိတ်ဟာပို၍သာမှန်စွာချမ်းသာသည်လေဆရာ၏အရေးကို ခိုးလုံရခြင်းသည် အတတ်ပညာတစ်ခုဖြင့်သာချမ်းသာစွာနေရ၏တိုင်းပြည်အုပ်ချုပ်သောမင်း၏အရေးကိုခိုးလုံရခြင်းသည်ပြည်တွင်းပြည်ပဘေးရန်အန္တရာယ်အမျိုးမျိုးတို့မှလွတ်ကင်း၍အတတ်ပညာစေဘွားဥစ္စာ တရားဓမ္မတို့ကိုရှာမိခွင့်ရသဖြင့်ချမ်းသာအမျိုးမျိုးတို့ကိုရရှိ၏ထို့ကြောင့်ဆရာအရေးကျဲမင်းအရေးကပို၍ချမ်းသာ၏ဆောင်းဖို့ဆရာရိတ်ချက်မင်းအရေးဟာ ို၍သာမှန်စွာချမ်းသာသည်ငါမိအရေးကိုခိုးလုံရခြင်းသည် ယခုဘဝမှာဘေးရန်အန္တရာယ်များမှကင်လွန်၍ချမ်းသာစွာနေရ၏မြတ်စွာဘုရား၏တရားတော်အရေးကိုခိုးလုံရခြင်းသည်တရား၏အရာတော်ကိုခံစားရ၍ယခုဘဝမှာလည်းချမ်းသာ၏နောက်နောက်ဘဝများမှာလည်းအပယ်ဆင်းရဲမှစ၍ရှင်ရဲ့အမျိုးမျိုးတို့မှလွတ်မြောက်သည်ဖြင့်ချမ်းသာစွာနေရ၏ ပချမ်းသာဆုံးမြတ်နိဗ္ဗာန်တို့လည်းရောက်ရ၏ထို့ကြောင့်မင်းရဲ့ထဲမြတ်စွာဘုရား၏တရားတော်ရိတ်ကပို၍ချမ်းသာ၏ဆောင်ဖို့မင်းအရေးတဲ့တရားရိတ်ဟာပို၍သာမှန်စွာချမ်းသာသည်တို့ဖြစ်ပါ၍အပေဆင်းရဲမှဆ၍ဆင်းရဲအမျိုးမျိုးတို့မှလွတ်မြောက်ရာနိဗ္ဗာန်ချမ်းသာကို လိုချင်လျင်တရားရိတ်သာသို့ဝင်ကြရပေသည်တတ္တမရံတိရိတ်သာဆရာတော် အဖိုးအနှက်ကထိုက်ကြံလာသောဗုဒ္ဓ၏တရားတော်တို့သည်တန်ခါတော်အရှင်သူမြတ်တို့၏ကျေးဇူးကြောင့်သာယခုလိုနာကြားခွင့်ရကြရခြင်းဖြစ်လေသည်လောကသုံးပါး၌ဘုရားတရားတန်ခါဒီဟုသောယေတနာမြတ်သုံးပါးသည်အတုမရှိ ဖြစ်ပါပေ၏